အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့ခြေဖနှောင်းနေပေါင်းရင်တီတင်းနေတဲ့အကျော်တွေနဲ့နှောက်ကြောခါတောက်တင်းနေသူများလိုက်ပတ်လေ့ကျင့်လို့ရမယ်ယောဂကျင့်တွေကိုပြသပေးမှာဖြစ်ပါတယ်အခုပြတာတဲ့ပုံစံတိုင်းဘဲခြေကိုထောင်ထားတယ်ခြေပခုံးဖိတယ်ပြီးရင်ကော့မယ်နော်ကော့ရင်ပြင်းပြင်းကော့ခြေလုံးပေးကြောလေးတွေပါတယ်ဒီကော့မယ်နော်ပြန်ဖိမယ်ပြန်ကော့မယ်ပြင်းပြင်းဖိမယ်ပြင်းပြင်းကော့မယ်နော်ဖိ အဲ့ကြံလေး၃ချိန်၅ချိန်လုပ်ပေးပါ လုပ်ပြီးတော့ပြီဆိုမှခြေဖျားနေကင်ပြီးဒူးလေးကိုအကုန်ဆန့်ထုံမယ်ခြေဖျားနဲ့လက်နဲ့မမီရလို့အခြေချင်းဝက်ကင်လို့ရတယ်နော်ခြေချင်းဝက်ကင်ပြီးအဓိကဒူးကိုအတက်နံဆုံးဆန့်ပေးထားဖို့ပဲနော်ဟောပြီပြင်းပြင်းဆွဲမယ်ကိုယ့်ဘက်ကိုဆွဲမယ်အဲ့ချိန်လူကြီးကအနောက်ကိုမလန်သွားနဲ့နော်ပြီးရင်အောက်ခြေတော့ကိုကြော်မယ်ပြန်ပဲလဲနောက်ထောင်းမယ်ခြေဖွားကိုကြောက်အောင်ချမယ်ပဲလဲနောက်ထောင်းညံတောင်စစ်ကပေါင်ကိုကြော်မယ်ခေါဝါနာကိုကြည့်မယ် အတိုင်းလေးဆက်ဆက်ကန်တင်ပြီးမယ်ခါညောင်းနေဆိုရင်ဒီပုံစံမျိုးလေးရှော့ပြီးလို့ရတယ်ဘက်ပြောင်းမယ်ညာချီထောင်းမယ်ခြေပခုံးဖိမယ်ကော်မယ်ကော်ပြင်းပြင်းကော်ဖိရင်လည်းပြင်းပြင်းဖိပြန်ဖိပြန်ကော်ပြန်ဖိ ပြန်ကော့ကျွန်တော်ကသုံးနေပဲပြပေးထားတာเนาะဖီကော့တည်ယူမယ်เนาะပြီးရင်ဒူလေးကိုတက်နိုင်ဆုံးဆန်ပေးမယ်သူ5 second 10 second တင်ပြီးပြီးမှအောက်ခြေတော်ကိုကြော်မယ်ခြေဖိုးအောက်ကြောက်အောင်ချမယ်ညာလည်းနောက်ထောက်မယ်ဘယ်တုံစစ်ကပေါအောင်ကြော်မယ်ကောင်းဝါနောက်ကြည့်မယ်10 second တင်ပြီးမယ်ဟုတ်ပြီရှာမယ် ပြီးရင် item လေးညာချီလေးကိုဘီလေးကိုစမ်းထုတ်ထားမယ်ညာလက်လေးကိုချမယ်ချီတလင်းပေါ်ယူယူလေးပဲဘေးအားလေးဆွဲတင်မယ် item လေး10 second ထိပြီးမယ်ဟောပြီးပြပြီးဆိုရင်ရှော်မယ်ဘေးလက်ထောင်းမယ်ညာလေးရှူသွင်းပြီးကော့မယ်ရှိသမျှအကြောအကုန်ဆွဲဆမ်းမယ်မညာနဲ့နော်ဆွဲသူကအကြောကတ်တာလို့ညတာလို့မဖြစ်ဘူးနော်ဟောပြီးပြန်ရှော်မယ်ချိန်မယ် ဟောပြီးပဲလဲချာညာနေဆွဲတင်မဲ့ကောင်းလေးပေါ်မော်ရမယ်။ဟောပြီးရှောင်းမယ်။ညာလက်တော်ဆွဲတင်ပြင်းပြဆွဲရှိသည်မြအကျော်ကုန်ဆွဲဆန့်ဆက်ဆက်ကထိန်ပြီးဟောပြီးရှောင်းမယ်။အဲ့တန်လေးဒူးလေးကိုပြီးခဏထိုင်နေမယ်။လေကိုရှူသွင်းမယ်။ထောင်းရင်လက်ကိုခွာပြီးရှော့ချမယ်။လေကြောရွှေရွှေလေးဆွဲရှူ ထောက်ပြန်ရှူရှူထောက်ရင်အဲ့ဒီတန်လေးညာတောင်စစ်ကဖေပေါဝင်သွားကြမယ်လက်ဦးလေးချီထားမယ်အပေါ်တောင်စစ်လေးရထောင်ထားမယ်ပြီးရင်ပြန်ရှူသွင်းမယ်အဲ့ဒီတန်လေး first step ထိမိနော်ပြန်ရှူမယ်ထောက်ရင်ပတ်ပြောင်းမယ်ခနာကိုကြီးအောက်ယူမခိုးထားနဲ့နော်ဟောပြီပြန်တက်မယ် ဖြီးပြီးချင်းလက်ကိုခွာပြီးရှော့ချမယ်ဖြီးပြီးချင်းလက်ကိုခွာပြီးရှော့ချမယ်ပြီးရင်ပြန်ရှူးမယ်ထောက်ရင်အဲ့ဒီတန်းလေးအနှောက်လေးကိုလှည့်မယ်နှောက်ကြောခါပေါင်းဆွဲလှည့်မယ်နော်ညာလက်ကဘဲပေါင်းကိုင်မယ်ဘဲလက်ကညာပေါင်းကိုင်မယ်အနှောက်လက်ကကျမ်းမြင်လေးကိုထောက်ထားလို့ရတယ်တကယ်ကျမ်းမြင်နဲ့မတူဆိုရင်ခါလေးကိုပတ်ထားလို့ရတယ်နော်ဘဲညာတည်ယူမယ်သူ့ကို၅ချိန်လုပ်ပေးပါ ခါောက်ပိုင်းတက်တက်ပဲထားမယ်နော်ခါနဲ့နောက်ကြောနဲ့ပဲလှည့်ပေးမယ်ဟောပြီးရှောင်းမယ်အားလုံးပဲလိုက်ပါလေးချင်းကြည့်ပါလွယ်လေးပါကျေးဇူးတင်ပါတယ်ကိုစိနေပြအကြမ်းမှချမ်းသာကြပါစေတတ္တ